အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့စကေမာလ25ရက်မှာရရှိထားတဲ့နေ့လည်ခင်းအထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရောင်းမယ်။နောက်ဆုံးရထိုက်တန်သတင်းတွေထဲတိမ့်ထုံရှိဖောက်ထုံခံရမှုကိုတောင်းတာမန်မုံအဖြစ်သဘောထားလာတဲ့ရေတပ်ဖွဲ့တလားကျော်ညီတက်နေတဲ့ရေကြီးကအမတ်တ34ကိုပြန်လည်ထိုးစစ်ဆင်လာတဲ့အေးစစ်တပ်ရေဝဲကောက်ပွဲကိုအမတ်လောင်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မဲ့ကျန်းဖို့ပါတီ ငါတလောက်ပေါင်းလက်ဖက်တွင်တဲ့ရုရှားတွေကိုဖားခဲ့မင်းအောင်လိုင်းဖားခဲ့မှာစစ်တပ်အပြင်ကန်ကပါဒေသခံတွေကိုဖမ်းဆီးနေတဲ့အကြောင်းနျူကလ িয়ার ပုံထုံးမှမဟုတ်တော့ဘူးလို့ကတိပြုလိုက်တဲ့အီရန်သမ္မတအဲ့လိုအထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြပသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီနေ့အတွက်ပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိန့်ထောင်ရှိဖောက်ထွင်းခံရမှုကိုတောင်း တာမန်မှုန့်လေဖြစ်သဘောထားလာတဲ့ရဲတပ်ဖွဲ့တရင်မှာလုံကြုံရေးတင်းကျပ်ထားတဲ့မွန်ပြည်နယ်ရဲမျိုးနယ်ရဲမျိုးအောင်ရက်ကွက်အတွင်းမှာရှိတဲ့ရွှေလင်းုံရွှေဆိုင်ပန်ရှင်ရဲ့နေအိမ်ဟာစတင်မလာ23ရက်မနက်9နာရီကျော်မှာဖောက်ထွင်ခံခဲ့ရပါတယ်အဲ့လိုဖောက်ထွင်ခံရတဲ့အတွက်ရွှေ50ကျပ်သားကျော်နဲ့ငွေသားတွေအများအပြားပါသွားပေမဲ့စစ်ကောင်မရှင်လောက်ခံရဲတပ်ဖွဲ့ကတာမန်အမှုန့်ကမှသဘောထားနေရလို့မြို့ခံတွေကပြောပါတယ်အခုဖြစ်စဉ်နဲ့ပတ်သက်လို့ရဲမျိုးခံတူက ရေစကန်သွားတိုင်တာရဲတွေက ASC ပဲလို့ကြားတယ်ထုံးစံအတိုင်းအမုံဖွင့်ပေးလိုက်တယ်ဆိုတာတော့ပဲရွှေဆိုင်ပိုင်ရှင်အိမ်ဆိုတာခြံစည်းရုပ်နဲ့အခိုင်အမာနဲ့နှစ်ထပ်တိုင်အဲ့ဒါကိုတင်ရှာအကွဲတက်ကြကြိုတင်ပြင်ဆင်ထားတဲ့သဘောပဲမိုးရနေရရောဆိုတော့အတန်မကြားရအမှန်ပဲလို့ပြောပါတယ်ရေမြုံနေမှာတော်လင်းတက်တဲ့အကောင့်နဲ့အတွက်စစ်ကော်မရှင်ရဲ့ရဲတွေက လုံခြုံရေးတင်းကျပ်ထားတဲ့အပြင်ညာဘက်အပြင်ထွက်ရေးသူတွေမှလည်းသူတို့နဲ့သူတို့ပတ်သက်သူတွေသာဖြစ်တယ်လို့မြို့ခံတွေကဆိုပါတယ် ိမ်ဖောက်တာတွေဆိုင်ဖောက်တာတွေခိုးတာဝတ်တာတွေကအဲဲမှာတောက်လျှောက်ဖြစ်နေရမင်းရေလို့တခါမှမကြဘူးတော့ကျွန်တော်တို့ပြည်သူတွေကရေးရွေစစ်တာတွေနဲ့ပတ်သက်တဲ့အကောင်တွေလုံးနေရလို့ပဲမြင်တယ်လက်စုပ်လက်ကန်ထောက်တာမရှိပဲမဲ့အဲ့ဒါလုံးဝတည်ကြတယ်လို့ရေးမျိုးခန့်တူကဆက်ပြောပါတယ်စတေမာလာညနေပိုင်းအထိရွှေဆိုင်အိမ်ဖောက်ထွင်းခံသွားတဲ့တန်တရားရှိသူတွေဖမ်းမိပြီလို့မကြားရသေးတဲ့အကြောင်းရေးမျိုးပေါ်မှာခိုးဆိုးလူရက်သူတွေဟာ စစ်တပ်နဲ့ရဲတွေကိုလိုင်းကျဲပေးပြီးစစ်ရှိရင်ဖောက်ထွင်းနေရဖြစ်တယ်လို့လည်းမြို့ကန်တွေကပြောပါတယ်။ဒုတိယအနေနဲ့တင်ဆက်ပေးမှာကတော့တလကျော်ငင်းတန်းနေရဲ့ရေကြည်ရာအမတ်တ၃လေးလေးကိုပြန်လည်ထိုးစစ်ဆင်လာတဲ့အေအေတရင်ကိုတင်ဆက်ပေးမှာပါ။အေယာဝတီတိုင်းရေကြည်မြို့နယ်မှာရှိတဲ့အမတ်တ၃လေးလေးကိုအာခါတက်တော်အေအေပူပေါင်းတက်တွေကပြန်လည်ထိုးစစ်ဆင်လာလို့တိုက်ပွဲတွေပြန်လည်ဖြစ်ပေါ်နေရလို့သိရပါတယ်။ရေကြည်မြို့နယ်အတွင်းစစ်ရဲချင်းတွေနဲ့ပတ်သက်လို့မြေပြင်တရင်မြစ်တူကကျွန်တော်တို့ပူပေါင်းတက်တွေပြန်လည်ထိုးစစ်ဆင်နေရပါ အမတ်တသုံးလဲလဲနားထီတော့မရောက်သေးပါဘူးစစ်တပ်ကတော့အင်အားတွေအများပြားဖြစ်ထားတယ်။အေယာဝရီရဲ့ဝင်ပောက်ဖြစ်နေရောလဲလို့ပြောပါတယ်။ဩဂတ်စ်လကဆလို့ရည်ကျင်မြို့နယ်မှာတိုက်ပွဲပြန်လည်ငြိမ်သက်နေရဖြစ်ပြီးတော့အခုလိုတိုက်ပွဲငြိမ်နေချိန်မှာစစ်တပ်ကအေယာဝရီနဲ့ထိစပ်နေရဲ့ရခိုင်ရိုးမတစ်ချက်ကိုစစ်ရင်ရတွေတိုးရှစ်ချထားပါတယ်။ဒါအပြင်စစ်တပ်ကငတိုင်းချောင်းတရားမှာတက်ဆွဲထားတဲ့အပြင်ရင်းနှီးတာစစ်စီရဲ့ခိတ်မှာလည်းတက်ဆွဲထားပါသေးတယ်။ ရင်းနှံတာဆစ်ဆေကက်ကနဲ့အမြောက်တက်3လေးလေးကိုသွားတဲ့လမ်းတစ်လျှောက်မှာလဲတဲရိုက်ကရင်တက်ဆွဲထားတဲ့ခိတ်များစွာကိုလဲစစ်တပ်ကချထားပါသေးရဲ့ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလစပြီးတော့ရီချင်မြို့နယ်ကနေစစ်ရွေတင်းမာလာတာဖြစ်ပါတယ်ဒီဇင်ဘာလမှာတော့ရီချင်မြို့နယ်အထက်ကငတိုင်းရှောင်းတဲ့ခွားမြို့နယ်ကိုဆက်သွယ်ထားတဲ့လမ်းပေါ်မှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီးတော့2025ခုနှစ်ဖေဖော်ဝါရီလမှာအမတ်တ3လလအမြောက်တက်ရင်ကို အေပူပေါင်းတပ်တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပါအခုလိုအေနဲ့ပူပေါင်းတပ်တွေကရခိုင်ပြည်နယ်ကနေရေချင်မြို့နယ်နဲ့လင်းမြက်နာတာပေါင်းမြို့နယ်အထိစစ်ကြောင်းထိုးဝင်ရောက်လာလို့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်တပ်လေထီးတွေအုံပြုတ်ပြီးခုခံခဲ့ရပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်တပ်ရွေးကောက်ပွဲကိုအမတ်လောင်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မဲ့ကျန်းဖို့ပါတီအကြောင်းပါအတူအောင်ရွေးကောက်ပွဲမှာကျန်းဖို့ပါတီကအမတ်လောင်အရေအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မယ်လို့ စစ်ကော်မရှင်ရဲ့ခိုင်ပန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ပေးခဲ့တဲ့စတေမလာရှီယက်ကနေ22ရက်နေ့အတွင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအမြင်စင်းတင်သွင်းမှုစစ်တပ်ကသတ်မှတ်ပြီးရနောက်မှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလအမတ်လောင်းအရှေ့အတွက်4963တင်သွင်းခဲ့လို့သိရပါတယ်။အခုလိုတင်သွင်းလာတဲ့အမတ်လောင်းအရှေ့အတွက်ထဲမှာကျန်းဖို့ပါတီက1018ဦးနဲ့အများဆုံးရှင်ပြိုင်မှာဖြစ်ပါတယ်။ ဒါအပြင်တိုင်းဒေသစီလုံးမျိုးရဲ့ပါတီကကိုယ်စားလှယ်လောင်း694ဦးဒေါ်တတခန့်ရဲ့ပြည်သူ့ရှစ်ဆောင်ပါတီကကိုယ်စားလှယ်လောင်း682ဦးရှမ်းနယ်တိုင်းဒေသများဒီမိုကရက်တစ်ပါတီကြဖြူပါတီကကိုယ်စားလှယ်လောင်း984ဦးဥက္ကူကိုကြီးရဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း932ဦးတောင်တူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ဦးတို့ကတနင်္ဂနွေလုံးရှင်းပြိုင်မဲ့ကိုယ်စားလှယ်လောင်းတွေလည်းဖြစ်ပါတယ်။ကျန်းဖိုးပါတီရဲ့အမတ်လောင်စင်းကတော့ပြည်သူ့လွှတ်တော်အနေနဲ့ 265ဦးအမျိုးသားလွှတ်တော်မှာ156ဦးတိုင်းနယ်ပြည်နယ်လွှတ်တော်ရဲ့အတွက်969ဦးတိုင်းဒေသလူမျိုးစုလွှတ်တော်အတွက်28ဦးစုစုပေါင်းအမတ်လောင်1018ဦးအမြင်တင်သွင်းထားတာပါစစ်ကော်မရှင်ရဲ့တူးအောင်ရွေးကောက်ပွဲမှာတနင်္ဂနွေရှင်ပြိုင်မဲ့ပါတီက6ပါတီပဲရှိပြီးတော့တိုင်းဒေသကြီးနယ်ပြည်နယ်အတွင်းမှာရှင်ပြိုင်မဲ့ပါတီ50ပါတီရှိရလို့သိရပါတယ်ဆလပင်းငတလောက်ပေါင်းလက်ဖက်တွင်တဲ့ရုရှားတွေကိုဖားခဲ့မင်းအောင်လိုင်းတင်းကို တင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမော်စကိုမြို့ကိုရှောင်းနေတဲ့မင်းအောင်လန်ကပြည်တွင်းကနေယူသွားတဲ့ငတလောက်ပေါင်းလက်ဖက်တွေနဲ့ရုရှားတွေကိုဖားခဲ့လို့စစ်ကောင်စီပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားချက်အရမော်စကိုမှာပြုလုပ်မဲ့ကမ္ဘာအနှံ့မြူဖိုရန်ကိုတက်ရောက်ဖို့မင်းအောင်လန်ဟာရုရှားနိုင်ငံကိုမနေ့ကရောက်ရှိနေခဲ့တာဖြစ်ပါတယ်။အခုလိုရုရှားကိုရောက်ရှိနေတဲ့မင်းအောင်လန်ကမနေ့က နိုဘာစီဘက်မျိုးအုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့ပြီးမြန်မာကနေယူလာတဲ့ငါတလောက်ပေါင်းလက်ဖက်တုပ်တွေကျွေးခဲ့တယ်လို့ဆိုထားပါတယ်။ရုရှားဟာမြန်မာစစ်တပ်အတွက်အထူးလက်နက်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့အပြင်တော်လင်းတပ်ဖွဲ့တွေကိုတိုက်ခိုက်ဖို့လေယံရဟတ်ရင်ဒုံးကျွစနစ်နဲ့အခြားလက်နက် ခင်းရဲတွေလိုအပ်နေတဲ့မင်းအောင်လှိုင်ဟာရုရှားနိုင်ငံကိုမကြာခဏတွားရောက်လျက်ရှိပါတယ်။ဒါအပြင်အာနာတိုင်းပြည်နောက်နိုင်ငံတကာဖိအားကိုရင်ဆိုင်နေရတဲ့မင်းအောင်လှိုင်ဟာနိုင်ငံရေးနဲ့အတန်တမန်ရေးအပြန်လဲအကောင်းလာဖို့ကုလသမဂ္ဂမှာ ဗီတိုအာနာအတုံးပြုတ်နိုင်တဲ့ရုရှားကိုကတ်ဖာပြီးဆက်ဆံရေးပုံမခိုင်မအောင်လှုပ်ဆောင်နေရဖြစ်တယ်လို့နိုင်ငံရေးတုံ့တက်သူတွေကထောက်ပြထားပါတယ်။နိုင်ငံတကာပိတ်ဆို့မှုနဲ့ခံထားရတဲ့စစ်ကောင်မရှင်ကရုရှားစီကနေရင်နံနဲ့စွန့်ရင်တွေတင်သွင်းဖို့လဲစူးစမ်းနေရဖြစ်ပါတယ်။နိုင်ငံတကာပိတ်ဆို့မှုတွေကကုန်သွယ်မှုအခက်အခဲရှိနေတဲ့အတွက်ရုရှားလိုမဟာမိတ်နိုင်ငံစီကစီးပွားရေးအကျိုးအမြတ်ရဖို့ကြိုးပမ်းနေရလဲဖြစ်ပါတယ်။အခုလိုအခြေအနေတွေမြေဝါထင်ထင်ဖြစ်လာဖို့မင်းအောင်လန်က ရုရှားနိုင်ငံကိုရှောင်းပေါင်းအောင်သွားနေရလဲဖြစ်ပါတယ်။နောက်ဆုံးပြည်တွင်းသတင်းတပုတ်ကတော့ဖားကန်မှာစစ်တပ်အပြင် KNL ကပါဒေသခံတွေကိုဖမ်းဆီးနေတဲ့သတင်းကိုပြောပြလိုပါတယ်။တိုက်ပွဲပြင်းထန်နေတဲ့ကရှင်ပြည်နယ်ဖားကန်မြို့နယ်မှာစစ်ကောင်စီလက်အောက်ခံစစ်တပ်အပြင် ကရှင်လွတ်လပ်ရေးတပ်မတော် KNL ကပါဒေသခံတွေကိုဖမ်းဆီးနေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကဖားကန်မြို့ပေါ်ရက်ွက်တွေကိုအင်အားအပြည့်နဲ့ထိန်းချုပ်ထားပြီးတော့ ကရင်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ဆက်ဆက်တယ်လို့ယူဆရတဲ့လူငယ်တွေကိုပြစ်မှတ်ထားဖမ်းဆီးမှုတွေလုပ်နေပါတယ်။အခုလိုစစ်တပ်ကလှုပ်ဆောင်ချက်တွေအပြင်ကရင်ရဲ့ဘက်ကလည်းအင်အားဖြစ်တင်မှုအတွက်စိုင်းတောင်ခွေခါနဲ့အခြားမော်တွေမှာဒေသခံတွေကိုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါတယ်။အခုလိုရှင်နဲ့ပတ်သက်ပြီးဖာကန်ဒေသခံတို့ကအလုတ်ခွင်ထဲမှာအလုတ်လုံနေတာဖြစ်စေအိမ်မှာနေတာဖြစ်စေလမ်းပေါ်မှာနေတာဖြစ်စေကျွန်တော်တို့ဘဝတွေကလုံခြုံမှုမရှိတော့ပါဘူး။အချို့ကတော့ရှောင်သွားကြပြီး ငွေရှိတဲ့သူတွေကတော့ပတ်စင်ပေးရင်လွတ်ပင်မဲ့ငွေမရှိတဲ့မိသားစုဝင်တွေကငွေနေရာကလွယ်ပြီးဘာမှမတတ်နိုင်တဲ့အဖြစ်ကြောင့်နေနှစ်ဖက်လုံးကိုကြောက်နေရတယ်လို့ပြောပါတယ်။စစ်ကောင်မရှင်တက်က2025ခုနှစ်နှစ်လေကစပြီးတော့ဖားကန်းမြို့ကိုပြန်လည်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးလေကြောင်းကနေဘုံကျဲရတွေ drone တွေနဲ့တိုက်ခိုက်တာတွေရေပြင်ကနေစစ်ကြောင်းထိုးတာတွေပို့ပြီးအရှင်ရင်လှုပ်ဆောင်လာခဲ့ပါတယ်။အခုလိုဖားကန်းကိုဝင်ရောက်လာပြီးတဲ့နောက်မှာနင်းတုံမီဝါကြောင့်မှမသိပဲအသက်ခံရတဲ့ပြည်သူက 20ကျော်အထိရှိလာပါတယ်။ KIA ပူပေါင်းတက်တွေဟာ2024ခုနှစ်ဖေဖော်ဝါရီလမှာဖားကန်ဒေတာမှာရှိတဲ့စစ်ကောင်စီတက်စကန်တွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ဖားကန်မြို့ကိုထိန်းချုပ်နိုင်ခဲ့ပေမယ့်အခုလက်ရှိမှာတော့မြို့ဟာစစ်တပ်ကပြန်လည်ထိန်းချုပ်မှုကိုခံထားရပါတယ်။နောက်ဆုံးပြပတဲ့တင်ကတော့နျူကလ িয়ার ဘုံထောက်မှာမဟုတ်တော့ဘူးလို့ကတိပြုလိုက်တဲ့အီရန်သမ္မတအကြောင်းပြောပြရင်ကျွန်တော်ရဲ့သတင်းတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါရစေခင်ဗျာ။ အီရန်အနေနဲ့နျူကလ িয়ার ဘုံထုတ်လုပ်ဖို့ကြိုးပမ်းမှာမဟုတ်တော့ဘူးလို့သမ္မတပီဇက်ကီယန်ကမင်းကပြုတ်လုခဲ့တဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောကြားခဲ့ပါတယ်။ဗြိတိန်ပြင်သစ်နဲ့ဂျာမနီ E3 အဖွဲ့ကအီရန်ပေါ်ကုလသမဂ္ဂရဲ့ပိတ်ဆို့အရေးယူမှုတွေပြန်လည်ကျင့်သုံဖို့စတင်ခဲ့တဲ့ရက်30လုံလောက်အစဉ်ဟာစတေမလာ29ရက်နောက်ဆုံးချက်ကိုရှင်းကပ်လာချိန်မှာပိတ်ဆို့အရေးယူမှုတွေကိုရှောင်ရှားနိုင်ဖို့အီရန်သမ္မတကအခုလိုပြောကြားခဲ့ရဖြစ်ပါတယ်။ အီသရီအဖွဲ့လိုလူသိများတဲ့ဥရောပအင်အားကြီးနိုင်ငံ၃နိုင်ငံကအီရန်အနေနဲ့နျူကလ িয়ার လက်နက်မထုတ်လုပ်နိုင်စေဖို့ဂျီရဲ2015ခုနှစ်ကကမ္ဘာအင်အားကြီးနိုင်ငံများနဲ့သဘောတူညီချက်ကိုလိုက်နာဖို့ပြက်ကွက်နေတယ်လို့ဆွဆွဲထားပါတယ်။အီရန်ကကုလသမဂ္ဂနျူကလ িয়ার စစ်ဆေးမှုတွေဝင်ရောက်ခွင့်ကိုပြန်လည်ခွင့်ပြုခြင်း UN ရဲ့ကြိုးဝါမှုတူလောင်ထားခြင်းဆိုင်ရာစိုးရိမ်မှုတွေကိုဖြည့်ဆင်းခြင်းနဲ့အမေရိကန်နဲ့ဆွေးနွေးမှုတွေမှာပါဝင်ပါကပိတ်ဆို့အရေးယူမှုကို6လတိ ဆိုင်းငံ့ပေးမယ်လို့ E3 ကပြောခဲ့ပါတယ်။ပြင်သစ်သမ္မတ Emmanuel Macron ကကုလသမဂ္ဂမှာ Pizet Kieran နဲ့တွေ့ဆုံပြီးရနောက်သဘောတူညီချက်တစ်ခုရရှိနိုင်ပါသေးတယ်။အရှင်အနည်းငယ်ပဲကျွန်တော်တို့ပြဿနာတွေကိုတုံ့ပြန်ဖို့က Iran ပေါ်မှာမူတည်ရလို့ H မှာရှင်းသားခဲ့ပါတယ်။ Pizet Kieran ကသူတို့ဟာသူတို့ကိုသူတို့သဘောတူညီချက်ရဲ့တစ္ဆာရှိရဲ့အဖို့ဝင်နေဖြစ်လိမ့်ရင်တင်ပြခဲ့ပြီး Iran ရဲ့စိတ်ရင်အမှန်နဲ့ကြိုးပမ်းမှုတွေကို လုံလောက်ဘူးလို့အထင်မြင်သေးရှုံးချခဲ့ကြတယ်လို့ပြောပါတယ်။ဒါ့အပြင် ETH ဟာအမေရိကန်ရဲ့အမေရအီရန်ကိုအရေးယူမှုနဲ့ဆောင်ရွက်နိုင်ဖို့လှုံ့ဆော်နေတာဖြစ်တယ်ဆိုပြီး PZK ကကုလသမဂ္ဂမှာပြောကြားခဲ့ပါသေးတယ်။ MP ရဲ့နနက်ခင်းမှာရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်မဖျားစမ်းမချမ်းသာပြီးဘဝအမော်ရပြေကြပါစေခင်ဗျာ။